ခု TikTok မှာကွာ Chinese social media မှာပြန်နေဗီဒီယိုတပုတ်ကွာဒီတေးုံမှာရှိရဲ့အဲ Louis Vuitton ဆိုင်ကြီးတွေကွာစော်ကြီးတို့ကဝင်လာကွာအဲ့စော်ကြီး LVMH ကြီးကင်ပြောဝင်လာကွာဝင်လာပြီဆိုသူ့လက်ထက်မှာ passport တစ်ခုကင်ထားကွာဒီလား passport ယူကွာအဲ့ Louis Vuitton မှာကွာ same man ဆေးကွာအယောင်ကမာလေးရှိရဲ့ကွာအဲ့ကမာလေးကတော့ကစုတင်အနံ့လေးဝတ်ထားကွာနှာခမ်းလေးလေးရဲတောက်ပြီးအဲ့လိုလနဲ့ပြင်ထားဆော်လေးကွာတိရမလား brand ဆိုင်ကစော်လေးဆိုချောင်းလေးခေါ်ထားကွာဒီတော့ Ronaldo တောင်မှ Georgina နဲ့အဲ့လို ဘယ်အဲ့လိုလူပြီးထိုးဆိုင်မှာလားမသိဘူးနော်သူတို့တွေ့ပါလေအဲ့လိုအဲ့လိုမျိုးအဲ့လိုမျိုးအဲ့ SSO ဟာဘာလို့လုပ်လဲဆိုတော့အဲ့ကောင်မှဝင်လာပြီးတော့ပတ်စပို့နှစ်ခုကင်လာပါကင်ပြီးဆိုဒီဗီဒီယိုမှာတစ်ချက်ကြည့်ကြည့်အာကင်ပြောဆိုမှာဒီမှာကြည့်ပေါ့ငါနဲ့ငါယောက်ျားပေါ့နော်တရားဝင်လက်ထပ်ထားတာဒီမှာတက်တယ်ဒီမှာကြည့်ဆိုပြီးတော့ပေါ့နော်အဲ့မှာ SSO ကဘာပြောလဲဆိုသူယောက်ျားကိုဒီဒီ manage ဒီမှာလေဒီအယောင်ကောင်မလေးကမြူဆွဲထားလို့ကွာငါနဲ့ငါယောက်ျားတရားဝင်လက်ထပ်ထားတယ်ဆိုတော့တက်တယ်ယူလာပြီးတော့မှပြဿနာရှာပါတိလားအဲ့ဒါယူလူယောက်ကသူနောက်ကနေသူတကယ်ချင်းဗီဒီယိုရိုက်ထားကွာတိလားအဲ့ဗီဒီယိုကအခုတယုံဆိုချင်မိတယ်မှာပြန်နေတာကွာအဲ့ကောင်မလေးကဘာလုပ်နေရလဲဆိုဖုန်းလေးတုံးနေကွာ န်းနေနေအောင်လေးနဲ့မအမအကျမပြောပြီးလေအမယောက်ျားနဲ့ကျမနဲ့ကဘာမှပတ်သက်စရာအကြောင်းမရှိဘူးအမယောက်ျားနဲ့ကျမနဲ့အဲ့လောက်ကြီးအချိန်အများကြီးတွေ့ကြရလဲမဟုတ်ဘူးအဲ့တော့ကျမကမရှင်းပြနိုင်ဘူးတောင်းပန်နိုင်ဘူးဘာလို့ပြောလဲအော်နေရနေနေနဲ့ငါ့ယောက်ျားနဲ့ဘာမှမတက်မပတ်သက်ဘူးလို့နေရငါ့ကိုပြောတယ်ပေါ့နော်နေငါ့ငါ့ယောက်ျားနဲ့နေဘာမှမတက်သက်ဘူးဆိုရင်နေဘာလို့ငါ့ယောက်ျားရဲ့ချက်ထဲမှာလာပြီးတော့မှဟိုဒေခန်းကြီးကိုဘုကင်တင်ပြီးတော့မှနေငါ့ယောက်ျားကိုဘာလို့ဟိုတယ်ကိုလာဖို့စောင့်နေမယ်လို့ပြောတာလေပေါ့ ဒီအယောင်ကောင်မလေးကဒီကောင်ရဲ့ဖုန်းနံပါတ်ကိုယူယူပြီးတော့မှဟိုတယ်မှာအခန်းလေးကို booking တင်ပြီးမှဒီအခန်းလေးမှာစောင့်နေမယ်နော်လာခဲ့ပေါ့ အဲ့လိုမျိုးပြောဟင်းပေါ့အဲ့ခန်းကငါပုတ်ကင်တင်တာမဟုတ်ဘူးပေါ့ညပုတ်ကင်တာတင်တာမဟုတ်လို့ဒီဘာလို့ပြောလဲအဲ့ဒီမှာနင်ကိုယ်တိုင်ငါကြောက်စာပို့ထားတဲ့ထဲမှာအခန်းနံပါတ်ကြီးပါနေရလေအခန်းနံပါတ်ကြီးပါနေတယ်ဆိုရက်နေကဘုတ်ကင်တင်ထားတာမဟုတ်လို့ဒီဘုတ်ကင်တင်လိုက်တာမဟုတ်လို့ပေါ့အခန်းနံပါတ်ကြီးရထားတာပေါ့အဲ့မမိမရထအောင်ပါကွာအဲ့အဲ့ချိန်ကျော်မန်နေဂျာရောက်လာကွာမန်နေဂျာအမျိုးသမီးရောက်လာမန်နေဂျာမျိုးသမီးရောက်လာပြီးမှမဘာဖြစ်တာလဲဘာဖြစ်ကြတာလဲပေါ့နော်အဲ့မှာရောင်းနေတယ်အယောင်းမန်နေဂျာတွေဝန်ထမ်းတွေအလုံးဟောဘာဖြစ်တာလဲပွဲပဲပေါ့ချိန်နေကြချင်းအဲ့ဆိုရှက်နေကွာဆက်ကြအဆောင်ငါတို့အပြစ်မှာတော့ပြောကြမယ်ဆိုဟဲ့ငါဘာလို့ပြင်မပြောမှလဲငါနေဘာလို့ပြင်မပြောမှလဲပေါ့အဲ့လိုပြောနေချင်းမန်နေဂျာရောက်လာ အဲ့ဒါကြောင့်လည်းကြာအမစိတ်ကိုထိမ့်မှာပြင်မှာတော့ပြောရအောင်အေးစီစီလေးဖြည့်ချင်းချတာပေါ့တခြား customer လည်းရှိနေတယ်နောက်ဆက်ဖြစ်တော့မှဇူးလို့ဆိုမန်နေဂျာလာပြောခါကြောင့်အေးနင်တို့ရဲ့အယောင်မန်နေဂျာကောင်မလေးသူများရဲ့ယောက်ျားတွေကိုလေပါပါလို့လိုက်ခေါ်နေတဲ့ကောင်မလေးဆိုပါပါဆိုဒေဒီလို့ခေါ်တာကသိရမလားလိုက်သိရမလားဆော်လေးလေးအဲ့လိုပါပါဒေဒီအဲ့လိုခေါ်တာကသူများယောက်ျားမျိုးမျိုးဆွဲဖို့မျိုးဆွဲချင်တယ်ခေါ်တဲ့အနေမျိုးကအဲ့လိုမျိုးပြောတဲ့ခါကြောင့်တော်လုံးနေပဲသူတို့အပြင်ကိုယောက်သွားတယ်လားအဆိုင်ကြီး အပြင်ကိုရောက်တဲ့အချိန်မှာအောင်မန်နေဂျာတွေရောဝန်ထမ်းတွေအကုန်လုံးအိတ်ဆိုင်ကြီးအပြင်မှာကွာလူရက်လိုဝိုင်းကြည့်ဗီဒီယိုတက်လိုဝိုင်းရိုက်နေကြတာကွာအဲ့မှာအဲ့ဆိုရင်ထွက်ပြေးကိုစူးစမ်းရောအဲ့လူဝိဒ်တုံးအဲ့အရောက်ကောင်းပါလေကွာထွက်ပြေးကိုစူးစမ်းအခါကျတော့ level ညို့တို့ကြီးဆွဲတာထွက်ပြေးမှဆိုလို့ဆိုရအဲ့မင်းမရဲ့ကြီးပေါ့နော်အဲ့လိုမျိုးပေါ့အခါကျတော့နောက်ဆုံးမရဲ့ကြီးနင်းနင်းယောက်ျားကိုပြောပါလားငါ့ဘာလို့ပြဿနာလက်ရှာနေရလဲပေါ့ ပြောချင်တာကွာဒီလိုမျိုးကိစ္စဆိုတာဟိုလက်ခုပ်လိုမျိုးပဲလက်ခုပ်ဆုံးလိုမျိုးပဲနဲ့ချက်ဒီမှမီးရိုင်းပါလောက်တာကွာအကောင်မှာအဲ့လိုလုပ်တဲ့အချိန်ကျတော့အော်ငါ့အကြောင်းလည်းငါမနဲ့ပြန်ရှာရင်ကွာရှင်းတော့မှအားကြောင့်မင်းကိုဆောက်ချက်လာခွဲတာအဲ့မှာသူကလူတွေကိုလုံးအော်ပြောပါဒီမှာကြီးကြဒီမှာကြီးကြဒီ Louis Vuitton Store ဆိုင်ငါရောက်နေတဲ့ကောင်မလေးကလေသူများယောက်ျားတွေကိုခေါ်ပြီးတော့မှပါပါဆိုပြီးတော့မှပြောတဲ့နေရာမှာအယံတော်တာအဲလူဖီဖီတိုစတိုးဆိုင်နေတွားရင်တတိထားကြဟိုမှာနင်တို့ယောက်ျားတွေကိုခိုးမဲ့ကောင်မကြီးစောက်နေတယ်ဆိုပြီးတော့မှအော်တာအဲ့ဒါကြီးကခုချိုင်းနှဆိုရှယ်မီဒီယာမှာဆက်ပဲရှယ်ဖိုင်ဖြစ်နေရပါဘော အော်ဒီဗီဒီယိုလေးကဘာလို့လုတ်ပြလဲဆိုတော့အရင်တော့ကလည်းမျိုးပေါ့နော်ကတ္တနာမူကေတတိလေးတွေပြောတယ်အလိုနဲ့ intonation တွေကအကြောင်းအရာလေးတွေ viral ဖြစ်နေတဲ့အကြောင်းအရာလေးတွေပြောတယ်ဆိုရင်အရင်အားပေးကြတဲ့လူတွေအများကြီးရှိခဲ့တာဟုတ်အဲ့လူတွေကနေကတ္တနာကိုအလိုမျိုးလေးတွေပြောပြပါနားထောင်ခြင်းလို့ဆိုတော့ကတ္တနာအခုလိုဗီဒီယိုလေးတစ်ခါတည်းပြန်ပြီးတော့မှပြောပြပေးရဖြစ်ပါတယ်နောက်ထပ်ဘာအကြောင်းအရာနားထောင်ခြင်းလေးလဲနားထောင်ခြင်းလေးပြောတစ်ပတ်ကိုတစ်ပတ်ရအောင်သင်ပေးမယ်ကတ္တနာအခုလာမယ့်စနေနေ့မှာသင်မယ် digital marketing တွေနဲ့နေတဲ့က digital product တွေကိုထိုင်းပိုင်အကောင့်တစ်ခုရှိအောင် visa card ရှိအောင်နဲ့ဘယ်လိုရောင်းရမလဲ personal branding ဘယ်လိုတည်ဆောက်ရမလဲ marketing ဘယ်လိုဆင်းရမလဲ AI နဲ့ content ဘယ်လိုရေးရမလဲ page တွေ boost ဘယ်လိုထိုးရမလဲ TikTok မှာဘယ်လိုကြီးညာရမလဲဆိုတာတွေကို Catalina သင်ပေးမယ်နှစ်နာရီဆက်မင်းတာအတုံးလေးရှိပါတယ်အဲ့ဒါက Zoom class ဖြစ်ပြီးတော့မှအခုလာမယ်စနေနေ့မှာသင်ပေးမှာပါစနေနေ့ညပေါ့နော်ထိုင်းစံတော်ချင်း9နာရီနေ့ကုန်နိုင်မှာသင်ပေးမှာပါဒါကိုအားနေတဲ့အချိန်လေးမှာပဲ digital product တစ်ခုကိုကိုဘယ်လို marketing ဆင်းပြီးရောင်းမှာလဲအားလေးကိုတိကျတင်ပြတော့မှာဖြစ်ပါတယ်စိတ်ဝင်စားရဲဆိုရင်ဒီတင်တန်းလေးကိုအခုပဲလာ 没面来吗？你。